ားလုံးပဲမင်္ဂလာပါ The Upgrader Channel ကနေပြန်လေးကြိုဆိုပါရစေ။ဒီနေ့မှာတော့ကမ္ဘာသတင်းဌာနအများစုကတင်ဆက်ထားတဲ့သတင်းတွေကိုစူးစီးဖော်ပြသွားမှာဖြစ်ပါတယ်။အဲဒါကတော့ Israel နဲ့ Iran တို့ကြားကပဋိပက္ခဟာဘယ်လိုတဖြည်းဖြည်းပုံမပြင်းထန်လာသလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။လက်ရှိအခြေအနေဖြစ်ပျက်နေတာတွေနဲ့ဘယ်လိုဆက်ဆက်နိုင်သလဲဆိုတာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ Tel Aviv ကနေရတဲ့ညနေခင်းသတင်းတွေအရအစ္စရေးနိုင်ငံဟာအီရန်နိုင်ငံအနောက်ဘက်ကပြစ်မှတ်တွေကိုမြေပြင်ကနေမြေပြင်ပြစ်ဒုံးကျည်ဒါဇင်နဲ့ချီပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ဒီတိုက်ခိုက်မှုတွေဟာအစ္စရေးနဲ့အီရန်တို့ကြား၃ရက်မြောက်နေ့အဖြစ်ပြင်းပြင်းထန်ထန်အပြန်အလှန်တိုက်ခိုက်မှုတွေအပြင်းထန်လုပ်ခဲ့ကြပါတယ်။စီးရဲတိတ်မှမှုတွေဟာအရှင်းဟုံးမြစ်တက်လာနေပြီလို့ဆိုရမှာပါ။ဒီတိုက်ခိုက်မှုတွေမဖြစ်ခင်မှာပဲအစ္စရေးဝန်ကြီးချုပ်ဘက်ဂျမန်နီတန်ယာဟုကအရက်သားတွေတေဆုံမှုအတွက်အီရန်ကိုပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးရလိမ့်မယ်လို့ချင်းချောက်ခဲ့ပါတယ်။ဒီထက်မကအီရန်အစိုးရပြိုလဲသွားတဲ့အထိဖြစ်နိုင်တယ်လို့တော့အရေးအမော့ပြောကြားခဲ့တာပါ။အီရန်ဘက်ကတော့ဒီစစ်ပွဲစာကတဲ့ကလူပေါင်းတရာကျော်တေဆုံခဲ့ပြီလို့ထုတ်ပြန်ထားပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာအီရန်ရဲ့ရေနံသွေလောင်ယုံတွေနဲ့တီရန်မှာရှိတဲ့နျူကလ িয়ার စီမံကိန်းနဲ့ဆက်ဆက်နေတဲ့အဆောက်အုံတွေကိုအဓိကဥတီခဲ့တာပါဂျရုတဲပုံတွေအရချန်ရင်နယ်ဆက်ဆက်ယုံမှာကြီးမားတဲ့မိလောင်မှုတစ်ခုဖြစ်ပေါ်နေတာကိုရှင်းရှင်းလင်းလင်းတွေ့မြင်ရပါတယ်။အစ္စရေးဘက်မှာလည်းထိခိုက်ဆုံးရှုံးမှုတွေရှိပါတယ်။အနည်းဆုံးလူ10ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိခဲ့သူများပြားခဲ့ပါတယ်။ဒီညနေပိုင်းမှာဟီဖာမြို့ကိုဒုံးကျည်တစင်းထိမှန်ခဲ့သလိုတခြားမြို့တွေကိုလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ ဣသရေလခေါင်းဆောင်တွေဟာဒီစစ်ပွဲအတွက်အချင်းကြာကြီးပြင်ဆင်ခဲ့ကြသလိုနိုင်ငံသားတွေလည်းအသစ်ပြင်ဆင်ထားခဲ့တယ်လို့သိရပါတယ်အခုချိန်မှာတော့အီရန်ဒုံးကျည်တွေတိုက်ရိုက်ထိမှန်ခဲ့တဲ့ FIFA နဲ့ Kiryagan မြို့တွေမှာကေဆေးအဖွဲ့တွေအလုံးရှုံနေကြပါပြီဣသရေလရဲ့လေကြောက်ကာကွယ်ရေးစနစ်အားနည်းခဲ့ပုံကိုဘာရာမြို့နယ်လိုနေရာတွေမှာတွေ့မြင်နိုင်ပါတယ်ဒီမှာဆိုရင်တိုက်ခန်းတစ်ခုလုံးကိုတိုက်ရိုက်ထိမှန်ခဲ့ပြီးပောက်ကွဲမှုကြောင့်အနီးအနားကအဆောက်အအုံ20လောက်ကိုပါဖြိုဖျက်ရမယ့်အခြေအနေရောက်ခဲ့တယ်လို့သိရပါတယ် ကစီအဖွဲ့တွေဟာပျက်စီးနေတဲ့အဆောက်အုံအောက်မှာပိတ်မိနေသူတွေကိုရှာဖွေရင်းမနေ့ညကတက်တမမြောက်တေဆုံးသူကိုပြန်လဲဆေးယူနိုင်ခဲ့ပါတယ်ပျောက်ဆုံးနေသူတွေကိုတော့ဆက်လက်ရှာဖွေနေတော့ဖြစ်ပါတယ်ဒီတိုက်ခိုက်မှုဟာအစ္စရေးနိုင်ငံကြုံတွေ့နေကြတိုက်ခိုက်မှုမျိုးနဲ့ကွဲပြားပါတယ် ဝန်ကြီးချုပ်နေတန်ယာဟုကအီရန်အားနည်းနေချင်းတိုက်ခိုက်ခြင်းပဲမဲ့အီရန်မှာ X-ray ကိုအမှန်တကယ်ပျက်စီးစေနိုင်တဲ့စွမ်းအားတွေရှိနေပါသေးတယ်လို့ဆိုပါတယ်။ကြီးမားတဲ့ပေါက်ကွဲသံကြီးဖြစ်ပြီးလက်ထဲမှာဖုံတွေအများကြီးပြန့်နှံ့သွားတယ်။ကျမဘက်ကမီတာဝက်အကော်ကိုတော့မမြင်ရတော့ဘူး။နေရာတိုင်းမှာမိခိုးတွေနဲ့ပြည့်နေတဲ့အသက်ရှူလို့မရတော့ဘူးလို့အခြေအနေကိုကြုံတွေ့ခဲ့ရတဲ့ဒေသခံတအုပ်ဖြစ်သူကတ္တီယာကပြောပြပါတယ်။ သူမရဲ့အသက်86နှစ်အရွယ်အမေမာလဲဒဏ်ရာတွေရခဲ့တယ်လို့သိရပါတယ်ဒီစစ်ပွဲရဲ့၃ရက်မြောက်နေ့မှာတော့အိစရဲနိုင်ငံသားအများအပြားကဒီစစ်ပွဲဟာအတိတ်ပဲရှိတဲ့စစ်ပွဲလို့ယူဆနေကြဆဲဖြစ်ပါတယ်အမေရိကန်ရုပ်သံတစ်ခုမှာအိစရဲဝန်ကြီးချုပ်ကိုအီရန်အစိုးရအပြောင်းလဲဟာသူ့ရဲ့အစီအစဉ်ထဲမှာပါဝင်သလားလို့မေးတဲ့အခါဒါကဖြစ်နိုင်တဲ့အကျိုးဆက်တစ်ခုပဲအเจ้าကအီရန်အစိုးရဟာအလွန်အားနည်းနေလို့ပဲလို့သူကပြန်ဖြေခဲ့ပါတယ် ဟီရိုနဲ့ပတ်သက်ပြီးအဓိကကြံရှိနေတာနှစ်ခုပဲလို့ယူဆရပါတယ်ပထမတစ်ခုကနျူကလ িয়ার ဘုံထုတ်လို့ရဲ့အစီအစဉ်ဖြစ်ပြီးဒုတိယတစ်ခုကတော့ဒုံးပြလက်နက်တွေထောက်လုံမှုပဲဖြစ်ပါတယ်ဒါတွေဟာအီရန်နိုင်ငံအတွက်အဓိကကြတဲ့အချက်တွေဖြစ်ပါတယ်ဒါပေမဲ့အီရန်မှာလူထုအခြေပြုထောက်ခံမှုအားနည်းနေတာတွေ့ရပါတယ်လူရဲရဲ့80ရာခိုင်နှုန်းဟာလက်ရှိဘာသာရေးအကြမ်းဖက်အစိုးရကိုဖေရှားပစ်ချင်နေကြပါတယ်လို့ဆိုပါတယ်ဒီနေ့မှာတော့ Israel ရဲ့ Tehran မြို့အပေါ်ထပ်မံတိုက်ခိုက်မှုတွေကြောင့် Iran မှာထိုင်းလိုက်မှုအသစ်တွေဖြစ်ပေါ်နေပါတယ် ပြည်မှတ်တွေထဲမှာတရားရုံးဌာနလည်းပါဝင်ပါတယ်အီရန်မီဒီယာတွေရဲ့ဖော်ပြချက်အရတောက်ကြနေကြတဲ့ကလူပေါင်းတရားကျော်သေဆုံးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်အီရန်နိုင်ငံသားရဲ့ဝန်ကြီးကတော့ကျွန်တော်တို့ဒီစစ်ပွဲကိုမလိုချင်ဘူးနျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်ပြီးတပ်တမန်နီလန်းတွေကိုပဲအဓိကထားခဲ့တာပါဒါပေမဲ့ဒါဝကျွန်တော်တို့အပေါ်အတင်းကျပ်လုတ်ခိုက်ခံရတာဖြစ်ပြီးကိုကိုကိုကာကွယ်သွားမယ်လို့ပြောကြားခဲ့ပါတယ်မင်းညာကအစ်စရေကအီရန်မှာရှိတဲ့ပြည်မဲ့80ကိုတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ် ဲ့ဒီထဲမှာ DRAM မြောက်ပိုက်ကရင်းနဲ့ချက်စက်ယုံလေးပေါင်းပါတယ်။ X-ray ဖက်ကတော့သူတို့မှာထပ်မံတိုက်ခိုက်ဖို့ပြင်မှတ်တွေအများကြီးကျန်ရှိနေတဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ဒီစစ်ပွဲကိုအီရန်နဲ့နျူကလ িয়ার သဘောတူညီချက်နဲ့အဆုံးသတ်ချင်နေပါတယ်။ဝန်ကြီးချုပ်နေတန်ယာဟူရဲ့နောက်ဆုံးရေးမဲချက်တွေကတော့မရှင်းလင်းသေးပါဘူး။တယ်အဘိကနဲ့ရရှိတဲ့သတင်းတွေအရအီရန်အစိုးရဟာအရေးပေါ်ခေါ်လွန်ရာနေရာတွေကိုဖွင့်လှစ်နေပြီးဖျားကျောက်တွေ၊မြေပြင်၊ယထာဘူတာတွေနဲ့ကျောက်တွေကိုအရက်သားတွေခေါ်လွန်နိုင်ဖို့အသင့်ပြင်ဆင်ထားတယ်လို့သိရပါတယ်။အီရန်ဆိုရာကသတင်းသမားတွေကိုနိုင်ငံတွင်းဝင်ရောက်မှုကက်တန်ထားပေမဲ့အချို့သတင်းဌာနတွေနဲ့အီရန်ပြည်သူတွေကိုသတင်းတွေပေးနေပါတယ် ရုတ်တရက်အကြမ်းဖက်မှုတွေကြောင့်အီရန်မျိုးတော်မှာအစ္စရေးတိုက်ခိုက်မှုတွေရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုရှောက်ရှားဖို့ကြိုးစားနေပါတယ်။လူမှုမီဒီယာတွေကတော့အီရန်လူမျိုးတွေကိုသူတို့ရဲ့အတွေ့အကြုံတွေနဲ့စိတ်ဒဏ်ရာတွေကိုမက်တက်တင်ခွင့်ပြုထားပါတယ်။အစိုးရကလူတွေကိုတိုက်ခိုက်မှုတွေဒါမှမဟုတ်နောက်ဆက်တွဲအခြေအနေတွေကိုရိုက်ကူးခြင်းမပြုလုပ်ဖို့တောက်ဆိုထားပေမဲ့အများစုကတော့စက်ကျင်ဖက်ကိုလုံနေကြပါတယ်။တိုက်ခိုက်မှုဖြစ်စဉ်တွေကိုရင်ကြောပိတ်ဆို့နေစဉ်ရိုက်ကူးထားတဲ့ဗီဒီယိုတွေကနေစပြီးလေကြောက်ကာကွယ်ရေးတပ်ဖွဲ့တွေကိုအားပေးသံတွေထွက်ပေါ်လာခဲ့ပါတယ်။ အီရန်ရဲ့လေကြောက်ကာကွယ်ရေးစနစ်ကအစ္စရေးရဲ့ Iron Dome နဲ့မရှိနိုင်ပေမဲ့တတိမပေးပဲလာတဲ့ drone တွေကိုတော့ကာကွယ်နိုင်ပါတယ်လို့ပြောဆိုတဲ့တွေလည်းကြားရပါတယ်။ကျွန်မညနေညလုံးအိတ်မပျော်ဘူးလို့လည်းအီရန်ပြည်သူတဦးကပြောပြခဲ့ပါတယ်ကျမအခုအရန်စိုးရင်ပူပန်နေရပါတယ်ဒီအဖြစ်ပြက်တွေကအီရန်နဲ့စစ်ဖြစ်ခဲ့တဲ့ ကျမကလေးဘွားတုန်းကအချိန်တွေကိုပြန်တတိရစေတယ်အဲ့ဒီတုန်းကတော့အနည်းဆုံးတတိပစ်ချက်တွေအချိန်မီတတိပစ်တန်တွေရှိခဲ့တယ်ဒါပေမဲ့အခုတော့ဘာမှမရှိပါဘူးလို့မျိုးသမီးတူကရင်ဖွင့်ပြောဆိုခဲ့ပါတယ် ဝန်ကြီးချုပ်နေတန်ယာဟုကအီရယ်လူမျိုးတွေကိုလက်ရှိအစိုးရကိုပုံကန်ပြီးဓမ္မတိုက်ထန်ကြတဲ့အစိုးရတရက်ကိုဖေရှားဖို့တိုက်တွန်းခဲ့ပါတယ်။ထောက်က86ခုဒေါ်လာရင်းကလေးကပြည်ပြေဘဝရောက်နေတဲ့မင်းသားရီဇာဗီလိုအတိုက်ခံခေါင်းဆောင်တွေလည်းဒီအခွင့်အရေးကိုစောင့်မျှော်နေကြပါတယ်။သူက X-ray အစိုးရနဲ့နှိဆက်သူဖြစ်ပြီးပြဿနာရဲ့အရင်ခံကအစိုးရဖြစ်ပြီးအီရန်ပြည်သူတွေနဲ့လွတ်လပ်တဲ့ကမ္ဘာအတွက်တခုတည်းသောဖြစ်ချင်းချက်ကဒီအစိုးရမရှိဖို့ပါပဲလို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့အစိုးရကိုဝေဖန်တဲ့အီရန်လူမျိုးအများစုကတော့အစ္စရေးကိုမဟာမိတ်အဖြစ်မမြင်ကြပါဘူး။အီရန်ပြည်သူတူကတော့ကျွန်တော်တို့ကအီရန်အစိုးရကိုထောက်ခံသူမဟုတ်ဘူး။လုံးဝမဟုတ်ဘူး။ဒါပေမဲ့ဒီချင်းနယ်မှာလူတွေကြားကစီလုံးမုံကိုခံစားရတယ်။အစ္စရေးကိုကျွန်တော်တို့အသာစီးမပေးချင်ဘူးလို့ပြောခဲ့ပါတယ်။တငယ်ချင်းဖြစ်ဖြစ်ရဲသူဖြစ်ဖြစ်အစ္စရေးကအီရန်လူမျိုးတွေကိုစစ်ရဲကြမ်းတမ်းတဲ့အမှန်တရားနဲ့ရင်ဆိုင်ခဲ့စေခဲ့ပါပြီ။ ဒါပေမဲ့ဓမ္မတိုက်ထအဖွဲ့အစည်းရဲ့အနာဂတ်ကဒီလိုမရေရာတော့ပါဘူး။အီရန်ပြည်သူတွေအတွက်အရာရာတိုင်းပုံမိုလွယ်ကူလာမလားမသေးချာပဲပုံမိုခက်ခဲလာဦးမှာဖြစ်ပါတယ်။လက်ရှိအချိန်ထဲမှာညာတိုင်းဒုံးကျည်တတိပဲချက်တွေအချင်းချင်းကြားနေရပါတယ်။အိစရဲကအီရန်လေပိုင်နယ်ကို၃ရက်နီးပါးထိန်းချုပ်ထားပြီးလေကြောက်ကကွေးစနစ်အများအပြားကိုဖျက်ဆီးခဲကနျူကလ িয়ার နေရာတွေစစ်ဌာနတွေနဲ့ဝန်ကြီးဌာနတွေကိုပိတ်မဲ့ထားတိုက်ခိုက်နေပါတယ်။ ်ဒီနေ့မှာတော့သူတို့ဟာတော်လဲတက်မတော်ရဲ့ထောက်လိုင်းရဲ့ခေါင်းဆောင်မိုဟာမက်ကာဇီမီကိုတပ်ဖြတ်နိုင်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်အစ္စရေးစစ်တပ်ခေါင်းဆောင်ကစစ်စင်ရဲ့ပြင်ထန်မှုကိုတုံ့ပြန်မယ်လို့ပြောဆိုခဲ့တာကြောင့်အမေရိကန်ကအီရန်ရဲ့ချားပါနျူကလ িয়ার နေရာတွေကိုပြင်မဲ့ထားဖို့ကူညီမလားဗြိတိန်နဲ့အခြားနိုင်ငံတွေကအစ္စရေးကိုကာကွယ်ဖို့ကူညီမလားနေတန်ယာဟုမှဒီစစ်ပွဲအတွက်ထွက်ပေါက်အစီအစဉ်ရှိရလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ် ဗြိတိန်ဝန်ကြီးချုပ်ကတော့ RAF တိုက်လေရင်တွေကိုဗြိတိန်ရဲ့အကျိုးစီးပွားကာကွယ်ဖို့အရှိလေဘက်ကိုစစ်လွှမ်းမယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဘယ်နေရာမှာဘယ်လိုတက်ဆွဲမလဲဆိုတာကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ နိပညာအရအရှိလေပိုက်မှာမဟုတ်ပေမဲ့ Cyprus ရှိ RAF Acrotiri Scan ဟာ breeding အတွက်ဒေသအတွင်းမှာမဟာဗျူဟာအရအရေးပါဆုံးအခြေစိုက်စကန်တစ်ခုဖြစ်ပြီးအခုချိန်မှာအင်အားဖြစ်တင်နေပါတယ်။အဲ့ဒီစကန်မှာတဲအင်အားဘယ်လောက်ရှိတယ်ဆိုတာအတိအကျထုတ်ပြန်ထားခြင်းမရှိပေမဲ့ Eurofighter ဂျက်တိုက်လေယာဉ်တွေနဲ့ Agatha လောင်စာဖြစ် Voyager လေယာဉ်တွေပါဝင်မယ်လို့သိရပါတယ်။ RF Acrotiri scan ဟာ breeding အတွက်အရှိတ်ဖက်ဆုံးကမရှိမဖြစ်အခြေစိုက်စကန်တစ်ခုဖြစ်ပါတယ်။ အခရိုတီရီကနဲ့တယ်အဘိမြို့ကိုကီလိုမီတာ330တာကွာဝဲတာကြောင့်ပြန်တက်ချင်းသိမ့်မကြပါဘူးဒီစကန်ကဘရီတင်ရဲ့ဒေတာအတွင်းအာနာနဲ့ဩဇာတက်ရောက်မှုကိုမြင့်တင်ပေးနိုင်ပါတယ်ဒါပေမဲ့ဘရီတင်ရဲ့အခြေစိုက်စကန်ကအခရိုတီရီတခုတည်းမဟုတ်ပါဘူးစိုက်ပရက်စ်မှာနောက်ထပ်စကန်တခုမှာစစ်တပ်ရဲ့ချေလျင်တက်နှစ်တက်လည်းရှိပါတယ်ဘာရိတ်မှာလည်းရေတဲစကန်တခုရှိပြီးမိုက်ရှင်းသင်ဖော်လေးစီးနဲ့ type 33 frigate သင်ဖော်တစ်စီးတည်ရှိပါတယ် ဒါအပြင် HMS Prince of Wales သေယူပို့ဆောင်ရေးတင်ဖို့အုပ်စုဟာမကြသေးမင်ကဒီဒေသကိုဖျက်ဆီးပြီးအနီးနားမှာပဲရှိနေဆဲဖြစ်ပါတယ်အထူးတပ်ဖွဲ့ဝင်တွေလည်းရှိပေမဲ့သူတို့ရဲ့တင်နီယာကတော့ရှုတ်ဝက်ထားဆဲပါဝန်ကြီးချုပ်က Acrotiri မှာအင်အားဖြစ်တဲ့မှုဟာအရန်အကူအညီအတွက်သာဖြစ်ကြောင်းပြောကြားခဲ့ပေမဲ့ Iran ရဲ့တိုက်ခိုက်မှုတွေကလည်း X-ray ကိုကာကွယ်ဖို့မနစ်ကလိုပဲ Britain ကကူညီမလားဆိုတာကိုတော့အစိုးရကဖြေကြားခဲ့ခြင်းမရှိပါဘူး အီရန်ကတော့ဗြိတိန်ကဒီလိုလှောက်ဆောင်ရင်ဗြိတိန်စခန်းတွေဟာပြစ်မဲ့ဖြစ်လာနိုင်ပြီးအားနည်းချက်ရှိနေကြောင်းချင်းချောက်ပြောကြားခဲ့ပါတယ်ဗြိတိန်အတွက်တော့အီရန်ရဲ့လက်နက်တွေရဲ့ကွာဝဲအတွင်းမှာရှိတဲ့သူတို့ရဲ့စခန်းတွေဟာအတော်လေးအန္တရာယ်များနေပါတယ်ဗြိတိန်မှာဒုံးပြက်ကာကွယ်ရေးစနစ်ကောင်းကောင်းမရှိသေးပေမဲ့အခုအချိန်မှာတော့ဗြိတိန်အစိုးရရဲ့တည်င်းစကားကတိမမှုရှော့ချရဲ့အတွက်ဖြစ်ပါတယ်ဒင်းအားဖြစ်တဲ့မှုတွေဟာတည်ငြိမ်မှုမရှိတဲ့ဒေသမှာအားနည်းနေတဲ့သူတို့ရဲ့ပစ္စည်းတွေကိုကာကွယ်ဖို့ဖြစ်တယ်လို့သူတို့ကပြောပါတယ် ဒီညမှာပဲသမ္မတထရန့်ကနဖက်စလုံကိုသဘောတူညီချက်ရရှိဖို့တိုက်တွန်းခဲ့ပြီးငင်းချမ်းရဲ့သဘောတူညီချက်တခုဟာမျောလင့်နိုင်တဲ့အကွာအဝေးမှာရှိနေပါတယ်လို့အကြံပြုခဲ့ပါတယ်။ဒီညမှာပဲသူဟာအီရန်ရဲ့အမင်းဆုံးကောက်ဆောင်အလာဟီယာမင်ကိုတက်ဖို့အစ္စရေးရဲ့အစီအစဉ်ကိုပယ်ချခဲ့တယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်လာပါတယ်။ဒီသတင်းကို CBS သတင်းဌာနနဲ့တကားပြောခဲ့တဲ့အမေရိကန်အရာရှိသုံးဦးကလည်းရရှိခဲ့တာဖြစ်ပါတယ်။ Donald Trump ဟာအခုချိန်မှာ G7 နိုင်ငံများအစည်းအဝေးတက်ရောက်ဖို့ကနေဒါကိုတောင်းရောက်ဖို့လမ်းမှာရှိနေတယ်လို့သိရပါတယ်။ ဒီလောက်ကျန်တက်ဖက်မှုအစီအစဉ်နဲ့ပတ်သက်ပြီးပြောရရင်တော့သတင်းတွေမှာဟောပြထားတာကအရာဒေါ်လာအောက်တက်ဖက်ရဲ့အကျဉ်းစီကိုသူကအပြတ်အသတ်ညှိပယ်ခဲ့တယ်လို့သိရပါတယ်အမေရိကန်အစိုးရအကြီးအကဲတဦးကအီရန်တွေကအမေရိကန်တယောက်ကိုတော့တပ်ဖြတ်ပြီးပြီလားဆိုတဲ့အတွေးနဲ့ဒီလိုရှင်းပြခဲ့ပါတယ်။မသေးဘူးသူတို့မသက်သွေနိုင်ငံခေါင်းဆောင်တွေကိုလိုက်ဖမ်းတာတော့မပြောနိုင်ဘူးဆိုတဲ့သဘောပါပဲ။ အမေရိကန်ဟာအစ္စရေးကိုကာကွယ်ဖို့ကူညီနေတာကြောင့်ဒီပဋိပက္ခမှာတစိမ့်တစ်ပိုက်ပါဝင်နေပါတယ်။အစ္စရေးကိုပြစ်မှတ်ထားတဲ့ဒုံးကျည်တွေကိုဖျော်ချခဲ့ပေမဲ့ဒီနေ့မှာထရန့်ကအမေရိကန်ဟာအီရန်ကိုတိုက်ခိုက်မှုမှာလုံးဝမပါဝင်ဘူးဆိုတာကိုအလေးအနက်ထားပြောကြားခဲ့ပါတယ်။တကယ်တော့တီဟီရန်မှာရှိတဲ့လူတချို့ကဒါကိုမယုံကြပါဘူး။ ဒါပေမဲ့သူမှအမေရိကန်ကိုဒီပဋိပက္ခထဲဆွဲထည့်ဖို့စ조사မယ်ဆိုရင်ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ်အမေရိကန်ကိုတိုက်ခိုက်ရင်အမေရိကန်ရဲ့စီရင်အားအပြစ်နဲ့တခါမှမမြင်ဖူးတဲ့အဆင့်မျိုးနဲ့ပြန်လည်တုံ့ပြန်မယ်ဆိုတဲ့ရှင်းလင်းတဲ့သတင်းစကားတစ်ခုတော့ရှိပါတယ်။အီရန်အနေနဲ့အမေရိကန်ကိုဒီပဋိပက္ခထဲမဆွဲထည့်ဖို့သူအထူးသတိပေးနေတာပါ။ G7 ကောက်ဆောင်အားလုံးကနေဒါမှာစုဖို့ရှိတဲ့အခါသူတို့ဆွေးနွေးကြမှာကပဋိပက္ခတင်မှမှုရှော့ချရဲနဲ့ဒေသတဝန်းမှာမပြတ်နက်အောင်ထိန်းချုပ်ဖို့ပဲဖြစ်ပါတယ် ထရန်ကညင်ချဲရဲ့သဘောတူညင်ချဲရရှိဖို့အလွန်အကောင်းမြင်နေပုံရပါတယ်ဒီပဋိပက္ခကိုဘလွေတကူဖြည့်ရှင်းနိုင်တယ်ခက်ခဲမှမဟုတ်ဘူးလို့သူကပြောပါတယ်အီရန်နဲ့အမေရိကန်ကြားနျူကလ িয়ার လက်နက်မဖွင့်ဖြိုးအောင်ဆွေးနွေးနေတဲ့အစီအစဉ်တွေဒီနေ့အီရန်နှုတ်ထွက်လိုက်တဲ့အတွက်ရက်ဆိုင်ထားရပေမဲ့ဒီပဋိပက္ခကသဘောတူညင်ချက်ကိုပိုပြီးမျက်စံစင်နိုင်တယ်လို့လည်းသူကယုံကြည်နေပါတယ်ညသခေါရဲ့အချိန်တွေမှာအစ္စရေးနဲ့အီရန်ကပြည်သူတွေဟာနောက်ထပ်တိုက်ခိုက်မှုတွေအတွက်စိတ်ပိတ်သက်ထားကြရပါတယ် လွန်ခဲ့တဲ့၃ညတာပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုတွေ့ခဲ့ကြရပြီးနိုင်ငံတကာတပ်တမရဲ့ကြိုးပမ်းမှုတွေအကျိုးမရှိဘူးဆိုတဲ့သတင်းတွေကြားရတဲ့အခါဒီညမှာလည်းအခြေအနေကွဲပြားမယ်လို့ညွန်လင်းစရာအကြောင်းမရှိပါဘူးဒီပဋိပက္ခနဲ့ပတ်သက်ပြီးနောက်ထပ်ဘယ်လိုအခြေအနေတွေဖြစ်ပေါ်လာနိုင်မလဲဘယ်နိုင်ငံတွေကဘယ်လိုပတ်သက်လာမလဲဆိုတာတွေကိုကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ပြတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်